မင်္ဂလာပါရှင်။ Level တန်ရဲ့ AP လ၄ရက်နေ့ညပိုင်းသတင်းတအားထုတ်မှုစီစဉ်ဆက်တင်မှာတော့မယ်။ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့စကိုင်းတောင်ရိုးမှာငလင်တန်ကြောင့်တိရကူရေလူတော်ရေပိုက်လိုင်းအချို့ပျက်စီးသွားတာကြောင့်ဖုန်ကြီးကျောင်းများတိလရှင်ကျောင်းများရေခက်ခဲဖြစ်နေမှုကိုအ мян ဆုံးရေပြန်လည်ရရှိရေးဆောင်ရွက်နေတဲ့သတင်း။ ယူနီဆက်မြန်မာမှဖြန့်ဝေမဲ့ကယ်ဆယ်ရေးသောပစ္စည်းများကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တရုတ်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့မှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရောက်ရှိရတဲ့တွင်အရှိပမရွေလျားလာတဲ့လေပွေလှိုင်းများရဲ့အရှိန်ကြောင့်အေပီလ2ရက်နေ့မှ17ရက်နေ့အထိတိုင်းနယ်ပြည်နယ်တို့မှအချိန်အခါမဟုတ်မိုးရမယ်ဆိုရတဲ့တွင်ဘစ်တန်စီဝေးတက်ရောက်ရန်ထိုင်းနိုင်ငံသို့ရောက်ရှိနေတဲ့နောက်ဆောင်ကဥက္ကဋ္ဌနဲ့ဒီဘောနိုင်ငံဝန်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးရတဲ့တွင် တောင်ကိုရီးယားသမ္မတရာဒူးမဖန်ရှားခံရတဲ့တရင်အစရှိတဲ့တရများကိုတင်ဆက်ပြတော့မှာပါ။ပူဇော်တဲ့တဲ့ပုတ်အနေနဲ့စကိုင်းတောင်ရုံးမှာငလင်းတန်းကြောင့်တီရကူရေလူတော်ရေပိုက်လိုင်းချို့ပျက်စီးသွားတာကြောင့်ဘုန်းကြီးကျောင်းများနဲ့တီလာရှင်ကျောင်းများရေအခက်အခဲဖြစ်နေမှုကိုအ мян ဆုံးရေပြက်လဲရရှိရေးဆောင်ရွက်နေတဲ့တရင်ကိုတင်ဆက်ပြချင်ပါသေးတယ်။ စကိုင်းတောင်ရိုးမှာငလင်တန်ကြောင့်တိတကူရေအလှူတော်ရေပိုက်လိုင်းအချို့ပျက်စီးသွားတာကြောင့်ဘုံကြီးเจ้าများနဲ့တီလာရှင်เจ้าများရေအခက်ခဲဖြစ်နေမှုများအားအမြန်ဆုံးရေပြက်လဲရရှိရေးဆောင်ရွက်နေကြောင်းသိရပါသည် တက်တော်89နှစ်အရွယ်ရှိပြီဖြစ်တဲ့တီတဲကိုအဓိပတိဆရာတော်ကြီးဒေါက်တာအရှင်ညာနိဒရာဟာအေဘီလ3ရက်နေ့ပိုင်းမှာငလင်တဲကြောင့်ပျက်စီးသွားတဲ့စကိုင်းတောင်ရိုးပေါ်ရှိပယံမူစေတီတော်စုံပုံညာရှင်စေတီတော်စကိုင်းမြို့ပေါ်ရှိထူပေါယုံစေတီတော်ဆင်များရှင်စေတီတော်မင်္ဂလာမဟာစေတီတော်နဲ့စီးခုံကြီးစေတီတော်တို့တွားရောက်စစ်ဆေးကြီးစုတော်မူခဲ့ကြောင်းသိရပါသည် ဒါအပြင်ကလေးတန်းကြောင့်ရေပလန်းချို့ပျက်စီးသွားတဲ့အတွက်စကိုင်းတောင်ရိုးရှိစတဲ့တိုင်းကြီးများဒီလရှင်ကျောင်းများရေခခဲဖြစ်နေတာကြောင့်အဆင်ပြေစေရေးအတွက်တိရကူရေအလှတော်လုပ်ငန်းများကိုအမြန်ဆုံးလဲပေးရန်ဆရာတော်ကြီးကတိုက်တွန်းတော်မူခဲ့ကြောင်းသိရပါသည် တီတကူရေလူတော်ရဲ့အချို့ရေပိုက်လိုင်းများဟာပြိုကျသွားတဲ့အကြောင်းများအောက်ရောက်ရှိနေတဲ့အတွက်လုပ်ငန်းများအနေငယ်နှောင့်နှေးနေရပြီးရေပိုက်လိုင်းများအများဆုံးပုံမဲ့လက်ပတ်နိုင်ရတဲ့အတွက်တီတကူရေဝန်ထမ်းများကတောက်လျှောက်ဆောင်ရွက်နေကြောင်းသိရပါသည်။လက်ရှိမှာတီတကူရေအလူရေလိုင်းမှာတန်ငါများပြသတင်းသုံးတဲ့များဆက်ကြာစတင်တိုက်တို့ရေပြန်လည်ရရှိနေတာကြောင့်တန်ငါတော်များသုံးရေအဆင်ပြေနေပြီဖြစ်ကြောင်းသိရပါသည်။ ထို့အတူကျမ်းမာရေးဆောင်ရှောက်မှုအနေနဲ့တည်တကူအာယုဌာနဈေးရုံတော်မှာရုရှားနိုင်ငံမှလာရောက်လုံအားပေးတဲ့အယိုးကျော်အစ်စ်ခွဲစိတ်ပါရဂူ2ဦးအထွေထွေခွဲစိတ်ပါရဂူ2ဦးတည်တကူအာယုဌာနဈေးရုံတော်မှဆရာဝန်ကြီး2ဦးနဲ့ တိရကူစေယုံတော်သူနာပြုများကငလင်တန်တဲ့စကိုင်းမျိုးနဲ့စကိုင်းတောင်ရိုးပေါ်ရှိရဟန်းတာမဏိတိလာရှင်ရဲ့လူဝင်များကို အခမဲ့စမ်းသက်စစ်စစ်ခွဲစစ်ကုသပိလိရဲ့ရှိချောင်းသိရပါတယ်တိရကူအဓိပတိဆရာတော်ကြီးဟာငလင်လောက်ခတ်ခဲ့တဲ့ဘက်ချလာ28ရက်ကရန်ကုန်မြို့တွင်ရောက်ရှိနေခြင်းဖြစ်ပြီးအဲ့ဒီနေ့ကရန်ကုန်မြို့တွင်ဆက်တကြိမ်မြောက်ပြုလုပ်တဲ့အခမဲ့တိရကူမျက်စိအထူးကုအစီအစဉ်ကိုရည်နာပြီးတဲ့နောက်ဆရာဝန်နဲ့သူနာပြု16ဦးအားငလင်တန်တဲ့ရာစကိုင်းတောင်ရိုးတို့ပြန်လွှတ်ပြီးစ ကိုင်းတောင်ယိုတိရကူအာယုဒနာဆေးရုံမှာထိကက်တရားရတဲ့ယဟန်တမဏီတိလာရှင်များပြုစုကူတာပြီးခဲ့ကမက်စလာ31ရက်နေ့မှာဆီယာရောဖျားဟာရန်ကုန်မှစကိုင်းသို့မော်တော်ကားခီးနဲ့ပြန်လဲကြောက်ရောက်ကစကိုင်းတောင်ယိုတိရကူဝိပဿနာအကယ်ဒမီမှာတရင်သုံးပြီးငလင်ကူညီကိစ္စရေးလုပ်ငန်းများကိုစီမံဆောင်ရွက်နေကြောင်းသိရပါတယ်။ စကိုင်းမြို့မှာငလီလုတ်ခတ်ပြီးရဲ့နောက်ဆရာတော်ကြီးဟာတတော်ရမြေပြင်ချက်ချင်းမဆင်းနိုင်ပေမဲ့လည်း၎င်းရဲ့တပည့်များဖြစ်တဲ့တိရကူဘုရားတက္ကသိုလ်မှဆရာတော်များဟာဆရာတော်အရှင်စေကိန်းနားနဲ့အတူစကိုင်းတောင်ရိုးမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းသိရပါတယ်။ တည်တကူသနာပြုအဖွဲ့အနေနဲ့လက်ရှိမှာအစ္စလမ်ဘာသာဝင်69တည်ဆုံခဲ့တဲ့စကိုင်းမြို့မိုးကြပလီမှာလိုအပ်တဲ့ဆောင်းရှောက်မှုများမှာအသုံးပြုနိုင်ရန်အလူရောင်ငွေ350အား၎င်းမန္တလေးမြို့မှာအလူရှင်မိသားစုတစုကလှူဒန်းနေစံအိတ်300စီစားတဲ့အသီးရွက်များကိုတည်တကူအနီးဝန်းကျင်ရှိငလင်ဘေးတင့်ကျောင်းများနဲ့စစ်ဘေးရှောင်များအားလှူဒန်းခြင်းစကိုင်းမှာရေတပ်လိုအပ်သူများကိုတည်တကူရေတပ်စင်ဆက်မှတောက်သုံးရေလှူဒန်းခြင်းတည်တကူဝိပဿနာအကယ်ဒမီမှာတဲခိုနေကြတဲ့ဆရာလေးများအတွက်ငံပြရေးချက် ်ယန္တီတူစက်ပြားများအတင်စာခောက်ဆွဲကြောက်များလှူဒန်းခြင်းစကိုင်းမြို့ပြည်သူစေယုံကြီးတွင်ငလင်ဘေးတံကြောင့်ချစ်လက်ဆုံးရှုံးခဲ့ပြီးပြင်းထန်တဲ့ထိခိုက်ရှနာတို့နဲ့ဈေးကူသားမှုခံယူနေရတဲ့ပြည်သူများကိုအလူငွေများပေးရလှူဒန်းခြင်းတို့ဆောင်ရွက်ထားကြောင်းသိရပါသည်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ UNICEF မြန်မာမှဖြန့်ဝေမဲ့ကယ်ဆယ်ရေးသုံးပစ္စည်းများကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တရုတ်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများရောက်ရှိတဲ့တဲ့ရင်းကိုတင်ဆက်ပေးကြပါမယ်။ UNICEF မြန်မာမှဖြန့်ဝေမဲ့ကယ်ဆယ်ရေးသုံးပစ္စည်းများကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO တရုတ်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့မှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများရောက်ရှိလာကြောင်းသိရပါတယ်။ ိုင်ငံတော်အစိုးရအနေနဲ့ငလင်ထန်တဲ့ဒေသများရှိပျက်စီးဆုံးရှုံးမှုများကိုအလင်းအမြန်စုံစမ်းစစ်ဆေးပြီးအချိန်နဲ့တပြေးညီကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရည်ရရှိတဲ့ပြီးပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုညီများကိုလမ်းဝင်ပေးထားပြီးဖြစ်ရာအေဘီလ3ရက်နနက်ပိုင်းမှာမြန်မာနိုင်ငံအတွင်းရှိငလင်ထန်တဲ့ပြည်သူများအတွက် UNICEF မြန်မာမှဖြန့်ဝေမဲ့ကယ်ဆယ်ရေးသုံးပစ္စည်းများပါဝင်တဲ့ Ram Cargo Airline မှလေယာဉ်ဟာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်တို့ရောက်ရှိကြောင်းသိရပါသည်။၎င်းဟာမြန်မာနိုင်ငံမှာရှိတဲ့မြေကလေးတန်တဲ့ဒေသများ၌ကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် UNICEF မြန်မာမှဖြန့်ဝေမဲ့ဈေးဝယ်များလူသုံးကုန်ပစ္စည်းများနဲ့ကယ်ဆယ်ရေးပစ္စည်းများ484ပုံး 9836 kg တင်ဆောင်ပြီးရွှေဤနိုင်ငံဒူဘိုင်းမြို့ AI Mac Town လေးစိတ်မှရန်ကုန်လေးစိတ်တို့ရောက်ရှိလာခြင်းဖြစ်ပြီးရန်ကုန်လေးစိတ်တို့ရောက်ရှိစဉ် UNICEF မြန်မာမှတာဝန်ရှိသူများကကြိုးစိုးလက်ခံပြီးအဲကာကိုထမင်းနယ်တို့တင်ဆောင်ပြီးမြန်မာနိုင်ငံရှိငလေဒတ်တဲ့ဒေသများတို့ပို့ဆောင်ဖြတ်ဝေသွားမှာဖြစ်ကြောင်းသိရပါသည်။ ဒါပြင် AB 3ရဲ့ညနေပိုင်းမှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှမြန်မာနိုင်ငံရှိငလင်တန်သင့်ပြည်သူများအတွက်ပေးဖို့လှူဒါန်းတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီဆေးဝါးများတင်ဆောင်လာတဲ့ Moelan Aviation လေကြောင်းလိုက်မှ Cargo Flight ကယ်ဆယ်ရေးပစ္စည်းတင်လေဟာအိန္ဒိယနိုင်ငံကိုကတာလေဆိပ်မှရန်ကုန်ပြည်ဆိုင်ရာလေဆိပ်တို့ရောက်ရှိကြကြောင်းသိရပါတယ်။ အဆိုပါကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှမြန်မာနိုင်ငံရှိ မြင်းကလင်းဘေးတန်တဲ့ဒေသများအတွက်လူဒန်းတဲ့ပစ္စည်းများတွင် ကျန်းမာရေးထောက်ကူပြုပစ္စည်းများနဲ့ဆေးဝါး148ထုံး 3488 kg ပါဝင်ပြီးရန်ကုန်မြို့သို့ရောက်ရှိစဉ်အတွင်းရုံတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှုဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာနန္ဒဝင်းလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်နယ်နေရာခြားထားရေးဝန်ကြီးဌာနဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှညွှန်ကြားရေးမှူးဦးတန်းဆုံလွှဲပြောင်းလက်ခံရေးကိုယ်ကယ်ရေးမှူးအဖွဲ့၄စိမ့်မှတာဝန်ရှိသူများနှင့်ရန်ကုန်မြို့ရှိ WHO ရုံးမှ administrative officer ဖြစ်သူတာဝန်ရှိသူများမှပစ္စည်းများအားလွှဲပြောင်းလက်ခံခဲ့ကြောင်းသိရပါသည်ဆက်လက်ပြီးအရှေ့ဘက်မှရွေလျားလာတဲ့လေပွေလိုင်းများရဲ့အချိန်ကြောင်းအေဗီလာ၂ရက်နေ့မှ၁၇ရက်နေ့ထိတိုင်းနယ်ပြည်နယ်တို့မှာအချိန်ခါမဟုတ်မိုးရွာမယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါသည်အရှေ့ဘက်မှရွေလျားလာတဲ့လေပွေလိုင်းများရဲ့အချိန်ကြောင်းအေဗီလာ၂ရက်နေ့မှ၁၇ရက်နေ့ထိတိုင်းနယ်ပြည်နယ်တို့မှာအချိန်ခါမဟုတ်မိုးရွာမှာဖြစ်ကြောင်းမိုးလေဝသနဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ပါသည် ချိန်ကာမဟုတ်မိုးရနိုင်မဲ့သတိပေးချက်အနေနဲ့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံးမှလေနွေးများနဲ့တရုတ်ပြည်မှာကြီးပေါ်ရှိလေဖီအားကြီးရှံဝန်ဒေသမှရွေလျားလာတဲ့လေအေးများနဲ့တွေ့ဆုံမှုကြောင့်၎င်းအရှေ့ဘက်မှရွေလျားလာတဲ့လေပွေလိုင်းများရဲ့အရှင်ကြောင့်၎င်းအေပြီလ၂ရက်မှ၅ရက်အတွင်းတနင်္သာရီဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမှနေရာစစ်စစ်နေ AP6M 17ရက်အတွင်းနေပြည်တော်ရန်ကုန်ဒေသကြီး မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကြားမှနေရာကျကျတနင်းတာဟီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်မိုးထစ်ကြုံရွာနိုင်ကြောင်းသိရပါသည်။ ီအတွက်ကြောင့်ပြည်သူများအနေနဲ့အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်းသိရပါသည်။အေပီလာပထမဆယ်ရက်ပတ်အတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းအားနဲ့ရှင်ဝေါ်တစ်ချိန်ဖြစ်ပေါ်နိုင်ပြီးမုန်တိုင်းငယ်ဖြစ်သောပုံမအားကောင်းလာနိုင်ကြောင်းမိုးလေဝသနှင့်ဇလားပြေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။ထုတ်ပြန်ချက်အရ2025ခုနှစ်အေပီလာပထမဆယ်ရက်ပတ်အတွက်မိုးလေဝ ဝတာနဲ့ဇလားပေတာခံမှန်းချက်အနေနဲ့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းနဲ့ရေဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးမွန်နိုင်ငယ်ဖြစ်သောပုံမအားကောင်းလာနိုင်ကြောင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်တင်မှတိမ်ထူထပ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ကြောင်းသိရပါတယ်။မိုးရသွန်းမှုအနေနဲ့ရေဝန်တိုင်းဒေသကြီးအေရရန်ဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာရွာသွန်းမြေထက်ပိုနိုင်ပြီး နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွန်းမြေခန့်မိုးထစ်ကြုံရွာနိုင်ကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘင်စတန်စီဝေးတက်ရောက်ရန်ထိုင်းနိုင်ငံသို့ရောက်ရှိနေတဲ့နာဆာကဥက္ကဋ္ဌနဲ့နေပေါ်နိုင်ငံဝန်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ဗင်စတန်စီဝေတက်ရောက်ရန်ထိုင်းနိုင်ငံတို့ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့နီပေါ်နိုင်ငံဝန်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ် ထိုင်းနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့ဘင်းစတက်အစီဝေးတို့တက်ရောက်ရန်ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအထွေထွေကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ဒီဘောနိုင်ငံဝန်ကြီးချုပ်တို့ဟာအီဘီလာ၃ရက်ဒေသဆက်တော်ချိန်ညနေပိုင်းမှာဘန်ကောက်မြို့ရှိရှန်ဂရီလာဟိုတယ်မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။အဲလိုတွေ့ဆုံဆွေးနွေးရမှာ ်ဦးစွာနေပေါ်နိုင်ငံဝန်ကြီးချုပ်ကမကြောင်ခင်ကမြန်မာနိုင်ငံမှာပြင်းထန်စွာငလေလောက်ခဲ့မှုကြောင့်မိမိနဲ့အတူနေပေါ်ပြည်သူများကမြန်မာပြည်သူများနဲ့အတူထပ်တူဝမ်းနေရပါကြောင်းမိမိတို့နိုင်ငံအနေနဲ့လည်းစစ်ကူတရေးဖွဲ့များအပါအဝင်ကုညီကယ်ဆယ်ရေးဖွဲ့များကိုဆက်လုပ်ထားပြီးဖြစ်ပါကြောင်းမိမိတို့နိုင်ငံမှာ2015ခုနှစ်အတွင်းငလေလောက်ခဲ့စဉ်ကတည်းကတေဆုံးသူ9000ကျော်ခန့်ရှိပြီးထိခိုက်သူ2300ကျော်ရှိခဲ့ပြီးငလေလောက်ခဲ့မှုကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့အဆောက်အဦများပြည်လဲထူထောင်ရေးအတွက်လဲဆောင်ရွက်ခဲ့ရကြောင်း မိမိတို့နီဘောနိုင်ငံအနေနဲ့မြန်မာနိုင်ငံနဲ့ချစ်ချင်ရင်းနှီးတဲ့နိုင်ငံဖြစ်ပြီးတနိုင်ငံအကြားချစ်ချင်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြောကြားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တန်ကိုရီးယားသမရယာဒူမဖေရှားခံရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တန်ကိုရီးယားနိုင်ငံနေဆွဆွဲပြစ်တင်ခံရတဲ့သမရယွန်ဆော့ယူကိုအခြေခံဥပဒေဆိုင်ရာခွန်ရုံးကအေပီလ၄ရက်နေ့မှာယာဒူမဖေရှားလိုက်တယ်လို့ AFP သတင်းမှာဖော်ပြခဲ့ပါတယ်။ ဂျွန်းဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ3ရက်ကဆဲအုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီးလွတ်တော်ကအဆိုပါဆဲအုပ်ချုပ်ရေးအမိန့်ကိုနိုင်ပိုင်းအတွင်းမဲခွဲပြီးပေးချခဲ့ပါသည်။အဲဒီနောက်ဂျွန်းဟာဆဲအုပ်ချုပ်ရေးအမိန့်ကိုပြန်လည်ရုပ်သိမ်းခဲ့ပြီးလွတ်တော်က၎င်းအားဆွဆဲပြစ်တင်ခဲ့ကသမရတာဝန်များမှဆိုင်းငံ့ခဲ့ပါသည်။ယခုအခါတွင်အခြေခံဥပဒေဆိုင်ရာခုံရုံးကယွန်းအားဆွဆဲပြစ်တင်မှုကိုအတည်ပြုခဲ့တာကြောင့်ယွန်းဟာသမရရတုမှဖေရှားခံခဲ့ရကရပ်ပေါင်း60အတွင်သမရရွေးကောက်ပွဲကျင်းပမှာဖြစ်ပါသည်။ 11ရက်တရေညပိုင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါလေးဖြစ်ကြပါစေရှင်